င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တနင်္ဂနွေလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်ရွက်ကဆရာနာသိမ့်မှုအဆုံးသက်ပေးရန် NUG ကာကွယ်ဝင်ကြီးကအသိပေးကြညာပါတယ်2023ခုနှစ်ကနေ2020ခုနှစ်အထိပညာသင်ပြီးစီးခဲ့တဲ့ဆရာ2022ဦးကိုစစ်ကောင်စီကအမိပြက်စီးရင်သွင်းကပြပောက်ကိုထွက်ခွင့်ပိတ်ပင်ပေးမယ်လဲ့ မင်းသမီးပိုးမမီတာအပါဝင်စစ်တပ်အတိုင်းဝိုင်းရဲ့တာသမီးဆရာဝန်တွေကိုတော့ပြည်ပကိုထွက်ခွင့်ပြုထားတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့င်းတွေကိုတက်ဆက်ပေးပါမယ်။ ုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့တနိုင်ငံလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွဲကဆရာနာတိတ်မှုကိုအဆုံးသက်ပေးဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရန် NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကအသိပေးကြညာလိုက်ပါတယ်။မလ၈ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့တမူးတင်နန်းအပတ်စဉ်တင်မြင့်ဆောင်2024တင်နန်းဆင်းပွဲကိုပေးဖို့တဲ့တဝန်လာတဲ့မှာ အခုလိုထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။မြို့သိန်းတိုက်ပွဲအတွေ့အကြုံတွေရယူခဲ့ပြီးဖြစ်တဲ့ PDF ပကဖနဲ့မဟာမိတ်တော်လင်းအဖွဲ့တွေအလုံးလက်တွဲကစစ်မနာအလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးစင်နွဲကဆရာနာသိမ့်မှုအဆုံးသတ်ကြရတော့မယ်ဖြစ်တယ်လို့လဲကာကွယ်ဝန်ကြီးဥယင်မွန်ကပြောပါရယ်တော်လင်းရဲ့အစောပိုင်းကာလမှာတော့တစ်ဖက်က တက်တီဆောင်ရင်း တစ်ဖက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့စီးရေလှုပ်ရှားနိုင်အောင်ပထမအဆင့်ကြိုးပမ်းခဲ့ကြရတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒုတိယအဆင့်အနေနဲ့ဒုအင်အားစုစည်းမဟာဗျူဟာထိုးစစ်စရင်မြို့သိန်းစခန်းသိန်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရောက်နိုင်ခဲ့ပြီးတတိယအဆင့်ကတော့ PDF ပကဖနဲ့မဟာမိတ်တော်လှန်အဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက် ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆွနွဲကြဖို့အတွက်ဖြစ်လာလိမ့်မယ်လို့လည်းကာကွယ်ဝန်ကြီးဦးရီမွန်ကပြောပါရတယ်။ဒါအပြင် PDF ပကဖရဲဘော်တွေက COC နှစ်ရက်နဲ့တိုက်ခိုက်ရေးစွမ်းရင်အားကောင်းတဲ့ရဲဘော်တွေဖြစ်ရေးကို စင်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီးတမတော်ထူထောင်ရမှာလဲလက်လက်ကင် အင်အားစုအလုံးအလံတော်တစ်ခုတည်းအောင်မှာစူစည်းကပြည်သူတော်လှန်ရေးတရက်ဆွနေဖို့နဲ့စနစ်ပြောင်းရေးဥတီရဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် Federal Democracy နိုင်ငံရေးစနစ်နဲ့လျော်နေတယ် ဖက်ဒရယ်ပြည်ထောင်စုတက်မတော်တီထောင်တဲ့အခါမှာရှေ့ပြေးအမြူတီဖြစ်စေဖို့ရွယ်ထားရလို့လဲဆိုထားပါဗျ။ဒီကနေ့တော်လန်ရဲ့အခြေအနေအရရက်ကိုကြည့်ရင်တော်လန်အောင်မြင်ဖို့နဲ့တော်လန်ရေးအောင်မြင်တဲ့အခါမှာပြည်သူတွေမျှော်မှန်းထားတဲ့ Federal Democracy ပြည်ထောင်စုထူထောင်နိုင်ဖို့ PDF တက်မတော်မှာတာဝန်ရှိတယ်လို့လဲအသိပေးထားပါရှင်။ ပဲခူးတန်းတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲခူးတန်းအုပ်ဖို့မြို့နယ်ဝိုင်းရွာရဲစခန်းကိုဝင်ရောက်တိုက်ခတ်ရမှာစစ်တပ်ဘက်က15ဦးဟာတေသွားခဲ့တယ်လို့လက်လက်ကြီးကြီးထိမှန်က ရဲစခန်းတစ်ခုလုံးမီးလောင်ပြကျခဲ့လို့တာရီခိုင်စီးရဲတာဝန်ခံရဲဘော်တစ်ဆာကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။မလ12ရက်နေ့ကအုပ်ဖို့မြို့နယ်ဝိုင်းရွာရဲစခန်းကိုတော်လဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိတွေ့တိုက်ပွဲနှစ်နိုင်ခန့်ဖြစ်ပွားခဲ့လို့ရဲဘော်တစ်ဆာကပြောပါရတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွေ အကျန်းဖက်စစ်တပ်ဘက်က15ဦးတေသွားတာဖြစ်ပြီးရဲစခန်းကိုလည်းလက်နက်ကြီးကြီးတွေထိမှန်ခဲ့တာကြောင့်ရဲစခန်းတစ်ခုလုံးမီးလောင်ပြကျခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲတွင်းမှာတော်လန်တပ်ဖွဲ့ဝင်တွေကလက်နက်တွေကောက်ယူနိုင်ဖို့စ조사ခဲ့ပြီးမှလည်းဒဏ်ရအကျန်းဖက်စစ်သားတွေကပြန်လည်ပြစ်ခတ်တာစစ်ကိုအင်အားတွေအလုံးရင်ရောက်ရှိလာတာတွေကြောင့်တော်လန်တပ်ဖွဲ့ဝင်တွေဟာလက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲအောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့တာရီခန်စစ်ရေးတော်ကရဲဘော်တစ္ဆာကပြောပါရရှင်။ ဒီတစ်ခါမှာတော့အိန္ဒိယနိုင်ငံရဲ့နယ်နိမိတ်အတွင်းမှာပါဝင်နေတဲ့တမူးကဘော်ဂျိုင်ဝမ်ဒေတာကိုအိန္ဒိယပိုင်နယ်အတွင်းပြန်သွင်းဖို့အတွက်မဏိပူရပြည်နယ်အမတ်ရဲ့ပြောဆိုမှုကိုစစ်ကောင်စီကအချုပ်ချာအာဏာကိုလေးစားသင့်ပြီးနှစ်နိုင်ငံမိတ်ပြအောင်မလုပ်သင့်ဘူးလို့လေပြေထိုးကတုံ့ပြန်လိုက်ပါတယ်။သကိုင်းတန်းတမူးကဘော်ဂျိုင်ဝမ်ဒေတာကို အိန္ဒိယအပိုင်သဘောမျိုးပြောဆိုခဲ့တဲ့မဏိပူရပြည်နယ်လွှတ်တော်အမတ်တဦးရဲ့ပြောဆိုချက်အပေါ်ကိုအကြက်ဖက်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာမိတ်ဆွေကောင်းနိုင်ငံတွေ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။အိန္ဒိယ at east policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲမြန်မာနယ်မြေကိုအသုံးပြုတာ အိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုတွေကိုလက်ခံထားခြင်းမရှိဘူးလို့လည်းတုံ့ပြန်ပြောဆိုပါရယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့လည်းမိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနှစ်နိုင်ငံဆက်ဆံရေးကိုပြက်ပြားအောင်မလုပ်သင့်ဘူးလို့ဇော်မင်းထွန်းကပြောပါရယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွှတ်တော်အမတ်ကတော့အိန္ဒိယနဲ့နယ်စပ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံအနောက်မြောက်ဘက်နေရာဒေသတွေကို ွားရောက်ခဲ့တာ CNF CN နဲ့ချင်း PD ရဲ့အဖွဲ့တွေနဲ့တွေ့ဆုံခဲ့တာဒါအပြင် တမူးကပေါ်ခြိုက်ဝမ်းဒေသနဲ့ပတ်သက်ပြီးအိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမဏိပူရပြည်နယ်ပါလီမန်လွှတ်တော်အမတ်တအူးကအရင်သမိုင်းကြောင်းတွေအရာ အိန္ဒိယကပိုင်နယ်ဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကိုလည်းစစ်ကောင်စီကသိရှိထားတယ်လို့လည်းဇော်မင်းထွန်းကပြောဆိုထားပါဗျ1834ခုနှစ်ကဘောချိုင်ဝမ်သဘောတူညီမှုနဲ့1826ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပြေငင်းရနေပိုးစာချုပ်တွေရာသတ်မှတ်ထားတဲ့ရော့ဂျေးကိုမြန်မာနိုင်ငံကနေဆက်လက်ပေးချေရဖို့ဒါမှမဟုတ်ကဘောချိုင်ဝမ်ဒေသကိုပြန်လည်သိမ်းယူပြီးမဏိပူရပြည်နယ်အတွင်းထက်သွင်းရမယ်လို့လည်းမဏိပူရပြည်နယ်လွတ်တော် ော့ကိုစလဲကတောင်းဆိုခဲ့တာလည်းဖြစ်ပါရဲ့ရှင်ဒီတကမှာတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာ ARI အမှတ်3တရင်က PDF ရဲဘော်တွေကလမ်းပိုင်းစစ်ဆေးရေးပြုလုပ်ခဲ့ပြီး စီးအခြေအနေတွေကိုပြည်သူတွေထံတင်ပြဆွေးနွေးခဲ့တယ်လို့ ARD အမှတ်3တရင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မလ23ရက်နေ့ကရန်ကုန်မန္တလေးလမ်းဟောင်းပိုင်းမှာ ARD အမှတ်3တရင်က PDF ရဲဘော်တွေကလမ်းပိုင်းစစ်ဆေးရေးတွေပြုလုပ်ခဲ့ပြီးစီးအခြေအနေတွေကိုပြည်သူတွေထံတင်ပြဆွေးနွေးခဲ့တာလည်းဖြစ်ပါရယ်ဒါအပြင် PDF ရဲဘော်တွေကပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆွေးနွေးခြင်းနိနိကကနေထိုင်ခြင်းတွေကိုရှောင်ကြဉ်ကြဖို့မြစ်တာရက်ခံတော ောင်းဆိုခဲ့လို့လည်းသိရပါရဲ့ရှင်ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီက2013ခုနှစ်ကနေ2020ခုနှစ်အထိပညာသင်ပြည်စည်းခဲ့တဲ့ဆရာဝန်1022ဦးကိုသူတို့လက်အောက်မှာအမှုမထမ်းလို့ဆိုပြီးစစ်ကောင်စီကအမိပြက်စီးရင်သွင်းပြီးပြည်ပထွက်ခွင့်ပိတ်ပေမဲ့လည်းမင်းသမီးပုံးမမီတာအပါဝင်စစ်တပ်အတိုင်းဝန်းရဲ့တာသမီဆရာဝန်တွေကိုတော့ တီပထွက်ခွင့်ပြုထားတယ်လို့ဆီယံဝန်အတိုင်းဝန်းကပြောပါရယ်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးပိုးမမီတာဟာ2023ခုနှစ်ဒီဇင်ဘာလကနေ2020ခုနှစ်ဒီဇင်ဘာလအထိစစ်တပ်ကတို့တက်ရောက်ပညာသင်ယူပြီးစီးခဲ့တဲ့ဆီယံဝန်တို့ဖြစ်ပြီးစစ်ကောင်စီလက်အောက်မှာလည်းအမှုမထမ်းပေမဲ့လည်းအမိပြက်စင်းတွင်းချင်းမပြုတ်ပဲ ပြပထွက်ခွင့်ပြုထားတယ်လို့လည်းအမည်ပြည့်စင်အသွင်းခံထားတဲ့ဆရာဝန်တို့ကရှင်းပြပါဗျ။လက်ရှိမှာအမည်ပြည့်စင်ထက်သွင်းပိတ်ပင်ခံထားတဲ့ဆရာဝန်တွေကိုကျမ်းမာရေးဝန်ကြီးဌာနအောက်မှာအမှုထမ်းရဲ့အမည်ပြည့်စင်ကနေပယ်ဖြတ်ပေးမယ်လို့စစ်ကောင်စီကကမ်းလှမ်းအသိပေးထားတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်းစစ်တပ်ကတော်တွေမှာ 2023ခုနှစ်ဒီဇင်ဘာလကနေ2020ခုနှစ်ဒီဇင်ဘာလအထိပညာသင်ယူပြီးစီးခဲ့တဲ့ဆရာဝန်1022ဦးကိုနိုင်ငံဝန်တမ်းမလုပ်တဲ့အတွက်စစ်ကောင်စီကအမိပြက်စီးရင်သွင်းကဆေးပညာဘွဲ့နဲ့စေကူတခွင့်လက်မှတ်စမှမပေးဘဲပြပထွက်ခွင့်နဲ့ပညာဆက်လက်တင် जा ချင်းကိုပါစစ်ကောင်စီကပိတ်ပင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုပိတ်ပင်မှုကိုမင်းအောင်လှိုင်ရဲ့အမိန့်နဲ့ကျမ်းမာရေးဝန်ကြီးတက်ခိုင်ဝင်းနဲ့ကျမ်းမာရေးလူဆွမ်းအရေးမြေဦးစီးဌာန ညွန်ကြားရေးမှုချုပ်တင်ထွန်းတို့ကလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ပြတဲ့ပုဒ်ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ Absumption University အနီးမှာမြန်မာကျောင်းသားဦးမောင်းနှင်လာတဲ့စိုင်ကံနဲ့ကာတစီပြင်းထန်စွာတိုက်ခဲ့တဲ့အတွက်မြန်မာကျောင်းသားတို့ဟာတေဆုံးခဲ့ရပြီးအဲ့ဒီဖြစ်ရတဲ့တရားမျှတမှုရရှိရေး တေဆုံးသူចောင်းသားရဲ့မိသားစုဝင်ဖြစ်တဲ့အသက်16နှစ်အရွယ်ရှိတဲ့ចောင်းသားကဥဆောင်ကတောင်းဆိုနေရလို့လည်းသိရပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ2024ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတက္ကသိုလ်ចောင်းသားဦးဆန်ကန်နဲ့တက္ကသိုလ်အသွားလမ်းမှာရင်စည်းကမ်းချိုးပေါက်ကမြင်းတွေကိုဖျက်ခွေလာတဲ့ကားတစ်စီးနဲ့တိုက်မိတာဖြစ်ပြီးတဦးဟာတေဆုံးသွားခဲ့ပြီး တဦးမှာတော့ပြင်းထန်စွာဒဏ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မတော်တဆမှုဖြစ်ပွားပြီးချိန်မှာအရေးပေါ်ကုသမှုမရရှိခဲ့ဘဲနှောင့်နှေးကြံ့ကြာမှုအဆမ်းရှင်းတက္ကသိုလ်ရဲ့လစ်လို့ရှုမှုတို့ကြောင့်ចောင်းသားတဦးဟာအသက်သေဆုံးခဲ့ရတဲ့အတွက် တရားမျှတမှုရရှိရေးအတွက်တောင်းဆိုရတာဖြစ်တယ်လို့လည်းသိရပါတယ်။လူသေဆုံးရတဲ့အထိရင်တိုင်းမှုပြင်းထန်ခဲ့ပေမဲ့လည်းအဲ့ဒီတက္ကသိုလ်မှာ CCTV မှတ်တမ်းနဲ့ကား black box မှတ်တမ်းလည်းမရရှိခဲ့သလိုဒဏ်ရာရှိခဲ့တဲ့ကျောင်းသားတွေကိုစေယုံကို ပို့ဆောင်ဖို့အတွက်တက္ကသိုလ်ပိုင်လူနာတင်ရင်ဟာတာယာပေါက်ကပျက်စီးနေတဲ့အတွက်စေကုသခွင့်မရပဲတနိုင်နီးပါးကြောင်လမ်းပေါ်မှာလဲနေခဲ့ရတယ်လို့ တည်ဆုံးခဲ့ရတဲ့ចောင်းသားရဲ့မိသားစုဝင်ကလူမှုကွန်ရက်မှာပြဝေထားတဲ့စာမှာဖော်ပြထားပါဗါတယ်။အဲ့ဒီရင်တိုင်းမှုကိုတက္ကသိုလ်တာဝန်ရှိသူတွေကကုညီပေးခြင်းမရှိသလိုစေးရုံရောက်ရှိချိန်မှာလည်းချက်ချင်းကုသခွင့်မရခဲ့ဘူးလို့လည်းဆိုပါတယ်။လက်ရှိမှာနစ်နာသူမိသားစုဝင်တွေဟာတရားခံရင်မောင်းအပါဝင်တက္ကသိုလ်ရဲ့တာဝန်မဲ့မှုကိုပါတရားဆွဲဆိုထားပြီးတရားမျှတမှုရတဲ့အထိတောင်းဆိုသွားမယ်လို့လည်းလူမှုကွန်ရက်မှာထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရေကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ